ထပ်နိုင်ငံရဲ့နာမည်ကြီးဆယ်လီမလီဒေါက်တာပင်းကြပါမြန်မာလူ့ဝေဒမှာစော်စာဝင်းကိုတော်တော်လေးမှသဘောကျနေပုံရပါတယ်။သူမရဲ့နေ့စဉ်လူမှုကွန်ရက်လှုပ်ရှားမှုတွေကိုကြည့်လိုက်မယ်ဆိုရင်လေကနေဒါမှာစော်စာဝင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေထပ်ပုံဗီဒီယိုတွေတင်ရတာလဲသူမလုံးဝမမောနိုင်ဘူးလို့ထင်ရပါတယ်။ပရိသတ်တွေအတွက်ရောသူမကိုယ်တိုင်အတွက်ပါအကြက်ဆက်ကောင်းတဲ့ကွန်ရက်တွေကိုမချခဏဆိုသလိုဝင်မြားလေးရှိပါတယ်။ သူမရဲ့အကောင့်မှာကြော်စာဝင်းကိုဂုံပြုတ်ချီကျူးတဲ့ post တွေစာသားတွေကနေရာယူထားပြီးသူမရဲ့ရိုးသားတဲ့သဘောကျမှုကနိုင်ငံတကာကပြည်သက်တွေကြားမှာရှင်းပန်းစားနေခဲ့ပါတယ်။တချို့ပြည်သက်တွေကဆိုရင်ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးကိုစိတ်ဝင်စားစောင့်ကြည့်နေကြပြီးနှစ်ဦးသားအမြန်ဆုံးအောင်မြင်တဲ့ဇုံတွဲဖြစ်စေခြင်းနဲ့ဆန္ဒတွေလည်းရှိနေကြပါတယ်။သူမရဲ့ချစ်စပွဲအပေးမှုတွေဟာ မြန်မာနိုင်ငံပြည်သက်တွေကြားမှာရှင်းပန်းစားပြီးဒေါက်တာပင်းကိုချစ်ခင်အပ်ပေးတဲ့သူတွေပုံမှန်များလာစေခဲ့ပါတယ်။အခုတခါမှာဆိုရင်လေဒေါက်တာပင်းဟာထိုင်းမီဒီယာကပြုလုပ်တဲ့အင်တာဗျူးတစ်ခုကိုလက်ခံဖြေဆိုနေတဲ့အခြေအနေတစ်ခုကိုမြင်တွေ့ရပါတယ်။အင်တာဗျူးခန်းနာမှာသူမဟာလှပတ်တရတဲ့ fashion နဲ့အစ်စစ်တင်ကြီးစွာထန်နေခဲ့ပြီးမိသမျှမိခွန်းတွေကိုပုတ်ပွင့်လင်းလင်းဖြေဆိုနေခဲ့တာပါ။အဲ့ဒီအင်တာဗျူးမှာအမေခံရတဲ့မိခွန်းတွေထဲမှာ ထိုင်လဝိသမိုင်းနဲ့ပတ်သက်တဲ့သူမရဲ့အကြိုက်ကိုစစ်ဆေးတဲ့အပြော့သဘောပါတဲ့မိကုနေပေါင်ခဲ့ပါတယ်။ဒီမိကုနေဟာသူမရဲ့ပုံကိုရေးအရာအပိမှုကိုဘလောက်ထိခိုင်မာလဲဆိုတာကိုစမ်းသက်တဲ့သဘောမျိုးပါ။အင်တာဗျူးမေးသူကသူမကိုပထမဆုံးအနေနဲ့လဝိသမိုင်းနမည်ကြီးနှစ်ဦးဖြစ်တဲ့စူပါလက်နဲ့ရော့ထန်တို့ထက်ကဘသူကိုပို့ပြီးတိုက်နှစ်သက်တယ်လို့မိလိုက်ပါတယ်။ဒီမိကုဟာလက်ရှိ ထိုင်းလက်ဝေးလောကမှာအတော်လေးရေပန်းစနေတဲ့ထိတ်တန်ကစားသမားနှစ်ဦးကိုရှင်ပြိုင်ရွေးချယ်ခိုင်းတာဖြစ်တဲ့အတွက်သူမအတွက်စဉ်းစားစရာဖြစ်ခဲ့ပေမဲ့ဒေါက်တာပင်းကတစ်စက္ကန့်အောင်မဆိုင်မဲစူပါလက်ကိုရွေးချယ်လိုက်ပါတယ်။သူမရဲ့ဖြည့်ပေးပုံကရိုးသားပြီးလင်းနက်တာကိုတွေ့ရပါတယ်။ဒီရွေးချယ်မှုကပြည်သက်တွေကိုအနေငယ်အံ့ဩနိုင်စေပေမဲ့ဒါကသူမရဲ့ပုံကိုရေးရအကြိုက်ဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ interview သူကသူ့ကိုနောက်ထပ်ထိတ်တန်လဝိသမားနာမည်တစ်ခုကိုထပ်ပေးပါတယ်အဲ့ဒါကတော့ super luck နဲ့ကမ္ဘာချန်ပီယံဟောင်း super bonus ပဲဖြစ်ပါတယ်ဒီဒီချိန်မှာတော့သူမရဲ့အဖြေက ပြောင်းလဲသွားပါတယ် super luck ထက် super bonus ကိုပို့ပြီးတက်နစ်တကြောင်ထပ်မံရွေးချယ်လိုက်ပါတယ်ဒါဟာသူမရဲ့အကြိုက်ကတတ်မှတ်တဲ့မရှိပဲပြောင်းလဲနေနိုင်တယ်လို့လည်းယူဆနိုင်ပါတယ် စူပါဘွန်းရဲ့လက်ရည်ပုံစံကိုပို့ပြီးအားပေးပုံရပါတယ်။သူမရဲ့ရွေးချယ်မှုတိုင်းဟာသူမရဲ့စိတ်အမှန်တိုင်းထွက်ပေါ်လာတာကိုမျက်နှာမူရာတွေကဖော်ပြနေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ဆင့်ကသူမအတွက်ပို့ပြီးစိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။အင်တာဗျူးမေးသူကစူပါဘွန်းရဲ့ဝေကိုဝေကြီးလို့လူသိများတဲ့ထူးခြားတဲ့ကစားရပိုင်ရှင်စန်ချိုင်းတို့ထဲကဘလူးကိုပို့ပြီးကြိုက်လေလို့မေးလိုက်တဲ့ခါမှာတော့ဒေါက်တာပင်းဟာအစင်လာမပြတ်နာမည်ကြီးနေတဲ့စန်ချိုင်းကိုအပိတ်ချောင်း ပိုပြီးကြိုက်နှစ်သက်ကြောင့်ပြပြတတရွေးချယ်လိုက်ပါတယ်။စံချိုင်းရဲ့ဖြောပြမှုအပြည့်ပါတဲ့ကစားဟန်တွေဟာသူမကိုဆွဲဆောင်နိုင်မှုရပါတယ်။ဒီရွေးချယ်မှုကပြည်သက်တွေကြားမှာတော့တိတ်ပြီးအံ့ဩစရာမရှိပါဘူး။ဘာလို့လဲဆိုတော့စံချိုင်းဟာကပတ်တော်မှာရှိတဲ့လူပြည်သက်တွေရဲ့အသက်ဆွဲဖြစ်နေလို့ပါ။အဲ့ဒီနောက်မှာစံချိုင်းနဲ့ထိုင်းရဲ့အကြော်ကြားဆုံးလက်ဝဲသမားတွေထဲကတူဖြစ်တဲ့ဘူခောကိုရှင်ပြန်ရွေးချယ်ခိုင်းတဲ့ခါမှာလဲဒေါက်တာပင်းဟာငွေကိုဝေကြီးစံချိုင်းကိုပဲ ထပ်ပြီးကြွေးချက်လိုက်ပါတယ်။သူမရဲ့စံချိုင်းပေါ်အပြစ်မှုကတော်တော်လေးခိုင်မာနေတာကိုဒီနေရာမှာတွေ့ရပါတယ်။ဒီအဆင့်နေအထိရောက်လာတဲ့အခါမှာတော့သူမရဲ့ရွေးချယ်မှုတွေဟာထိုင်းနိုင်ငံတွင်းကနာမည်ကြီးလက်ဝဲသမားတွေပေါ်မှာပဲရှိနေခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့အင်တာဗျူးရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးအဆင့်ကရောက်ရှိလို့လာခဲ့ပါပြီ။မိသူကဒေါက်တာပင်းကိုအခုမှရွေးချယ်ထားတဲ့စံချိုင်းနဲ့သူမအမြဲတစေသဘောကျချောင်းလူမှုကွန်ရက်မှာထုတ်ပေါ်ပြသနေတဲ့ မြန်မာလက်ဝဲသမားကျော်စာဝင်းတို့ထဲကဘသူကရွေးချယ်မလဲဆိုပြီးအဆုံးမြတ်ပေးရမယ့်မိကွန်းကိုမေးလိုက်ပါတယ်ဒီမိကွန်းကိုကြားလိုက်ရတဲ့အခါမှာဒေါက်တာပင်းရဲ့မျက်နှာချက်ချင်းပဲအပြောင်းအလဲဖြစ်သွားပြီးသူမရဲ့စိတ်ထဲမှာဘသူကပို့ပြီးရွေးချယ်ချင်နေတယ်လက်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေခဲ့ပါတယ်သူမဟာစက္ကန့်ပိုင်းလောက်တုံဆိုင်သွားပြီးတဲ့နောက်ချက်ချင်းဆိုသလိုပါဇက်ကနေကျော်ဆိုပြီးနမဲအစ စာလုံးကိုပြောဖို့အသက်ထွက်လာရုံမရှိပါသေးတယ်။သူမရဲ့မျက်လုံးတွေကကြော်စွာဝင်းကိုရွေးချယ်တော့မဲ့အရေးရောင်တွေပြတ်တနေခဲ့တာပါ။ဒီချိန်မှာမှမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကဖြစ်သွားခဲ့ပါတယ်။တက်တက်ဆဆိုင်စန်ချိုင်းကအင်တာဗျူးလုပ်တဲ့နေရာရဲ့အနားကိုရောက်ရှိလာခဲ့တာပါ။စန်ချိုင်းကသူမကိုမြင်လိုက်ရတဲ့အခါမှာပြုံးစစ်စစ်နဲ့လာနှုတ်ဆက်ပြီးသူမရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်နေတဲ့ဖွယ်တက်တီကိုပြင်နေတဲ့ဟန်မျိုးတို့ပြခဲ့ပါတယ်။ ဒီလိုခြေနေမျိုးကိုရုပ်ကြည့်ရှင်းဆိုင်လိုက်ရတဲ့အခါဒေါက်တာပင်းဟာအနေငယ်ရှက်ရွံ့သွားပြီးအခြေအနေကိုထိမ့်သိမ့်တဲ့အနေနဲ့နောက်ဆုံးမှာတော့စံချိုင်းကိုပဲရွေးချယ်လိုက်ပါတယ်။သူမရဲ့ဆုံးဖြတ်ချက်ကလက်ရှိအခြေအနေအရရှောင်လွှဲလို့မရတဲ့ဖိအားတစ်ခုကြောင့်ဖြစ်သွားခဲ့တာပါ။ဒါပေမဲ့သူမရဲ့အမူအရာတွေပထမဆုံးထွက်ပေါ်လာတဲ့စကလုံးကတော့စံချိုင်းကိုဒါအနာချက်မလာခဲ့ဘူးဆိုရင်မြန်မာလက်ဝဲသမားကျော်စွာဝင်းကိုပြေဝ အသင့်ပြင်ထားခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းပြတ်တတ်နေပါတယ်။သူမရဲ့နှုံးသားထဲမှာစောစာဝင်းကို အနိုင်ပေးဖို့ရည်ရွယ်ချက်ကအမြဲခိုင်မာနေတာကိုဖော်ပြခဲ့ပါတယ်။အင်တာဗျူးအဆုံးသတ်မှာတော့ဒေါက်တာပင်းလေးကသူမအတွက်စောစာဝင်းဟာအကောင်ဆုံးအချက်ဆုံးဆိုတာကိုတစ်ဖက်သက်အနေထားနဲ့တက်တည်ပြလိုက်ပါပြီ။သူမရဲ့ချစ်စပွဲအပိတ်မှုတွေယူသားတဲ့စိတ်ခံစားမှုတွေဟာစောစာဝင်းပေါ်ဘလောက်ထိလေးနက်လဲဆိုတာပြည်သက်တွေအားလုံးသိရှိသွားစေခဲ့ပါတယ်။ ကျော်စာဝင်းဘက်ကလည်းဒေါက်တာပင်းရဲ့ဒီလိုရှိခဲ့မှုပေါ်နည်းနည်းလေးပဲအဆိုင်ထုတ်ဖို့အချိန်မှရှေ့ဆက်ဖို့လိုအပ်ပါတော့တယ်လို့ပြစ်သက်တွေကဝိုင်းဝန်းမှတ်ချက်ပေးအပိတ်နေကြပါတယ်ဒီဇလန်လေးကတော့အက္ခဇလောကရဲ့နောက်ကွယ်ကချစ်စရာကောင်းတဲ့ဇလန်တစ်ပုဒ်ဖြစ်ပြစ်သက်တွေကြားမှာဆက်လက်ရည်ပန်းစားမှုမှာအသိချပါပဲဆူပလက်လော့ထန်ပလက်လို့ထားပလက် ซูเปอร์เล็กซูเปอร์บอลตัดสินใจยากซูเปอร์บอลแล้วกันซูเปอร์บอลแสนชัยแสนชัยอยู่แล้ว แสนชัยบัวขาว แสนชัยบัวขาวแสนชัย แสนชัยจอสวาวิน จอ แสนชัยอยู่เลย